ဒီစကားလေးမှာတော့ကျွန်းငယ်ထောင်ချီနဲ့ဖွဲ့စည်းထားတဲ့ခွန်လွန်တာမှာယောဂရှာဖွေရင်းနဲ့ကုသရေးမှာတော်တဲ့နတ်ဆရာများစွာနေထိုင်ကြတဲ့ကျွန်းကြီးတစ်ကျွန်းတည်ရှိပါတယ်။အဲ့ဒီကျွန်းကိုတော့ကုသရေးကျွန်းလို့ခေါ်ဆိုကြပါတယ်။ဒီနေ့မှာတော့ယောဂတစ်မျိုးကထူးခြားစွာပေါ်ထွက်လာခဲ့တယ်။သူယောဂကိုတော့မြေတိနဲ့တမတော်ကမှမကုသနိုင်တဲ့အတွက်ကြောင့်နှစ်ထောင်ချီစွာတည်ရှိနေခဲ့ပါတယ်။အဲ့ဒီယောဂတမျိုးကတော့ဝိညာဉ်နဲ့ပဲဖြစ်ပါတယ်။ကုသရေးကျွန်းမှာရှိနေတဲ့နတ်ဆရာတမတော်တွေကတော့ထိုယောဂါကိုပျောက်ကင်းအောင်မကုသနိုင်တဲ့အတွက်ကြောင့်ထိုဝိညာဉ်နဲ့တွေကိုလူတွေရဲ့ခန္ဓာကိုယ်တွေကနေထုတ်ပြီးတော့မြေအောက်လှိုင်ကူအတွင်းမှာပဲပိတ်လောင်ထားခဲ့ကြတာပါ။ တော့ပြင်မဲ့ထိုဝိညာဉ်တွေကိုအရှုံးမပေးဘဲနဲ့ကုသရန်အတွက်စင်းနီမန္တန်တွေကိုအမြဲတစေလေ့လာမှတ်သားနေတယ်တမားတော်တအုပ်တွေရှိပါတယ်ကိုတမားတော်ကတော့ပိုင်းကျဲပဲဖြစ်ပါတယ်ဒီနေ့မှာတော့တမားတော်ပိုင်းကျဲဟာဝိညာဉ်နဲ့ကုဆက်ခံထားရတဲ့လူနာတအုပ်ရောက်ရှိလာတာကြောင့်ကုသရေးကြောင်းမှရှိတဲ့ခေါင်းဆောင်တမားတော်ကြီးကိုအတိမပေးဘဲနဲ့တွားရောက်ကုသခဲ့ပါတယ်လူငယ်ကပြန်လဲကောင်းမွန်လာတာကြောင့်ဥတာကြီးကျုံမှရှိနေတဲ့သူတွေကတမားတော်ပိုင်းကျကိုချီးမွမ်းခဲ့ကြပါဗျ။အဲ့ဒီအချိန်မှာပဲမြေအောက်လိုက်ကိုအတွင်းမှာပိတ်လောင်ထားတဲ့ဝိညာဉ်တွေကရုတ်တရက်ပေါ်ထွက်လာခဲ့ပါဗျ။ထိုဝိညာဉ်တွေကတော့ခေါင်းဆောင်လေးယောက်ကတော့မထိန်ချုပ်နိုင်ခဲ့ပါဘူး။ အဲ့ဒီအတွက်ကြောင့်ကုတာရေးအကြောင်းမှာရှိတဲ့အကြီးအကဲလေးလူနာတွေကိုတမားတော်ဟောကြီးကိုချက်ချင်းရွှေခိုင်းခဲ့ပါတယ်ဒီဒီချိန်မှာလေတမားတော်ပိုင်ချက်ကအကြီးအကဲရဲ့ခွင့်ပြုချက်ကိုမတောင်းခံဘဲနဲ့ဝိညာဉ်ရတွေကိုတုတ်တင်ရန်အတွက်စတင်ခဲ့တယ်တမားတော်ပိုင်ချက်ကတော့နှစ်ပေါင်းများစွာလေးလာမှတ်သားထားတဲ့သူ့ရဲ့တွင်ငါးပါးမန္တန်နဲ့ထိန်းချုပ်ခဲ့တယ်ပိုင်ချက်ရဲ့ဆရာအကြီးအကဲကတော့ဝိညာဉ်နဲ့ကိုမနှေးဆွားဖို့တားမြစ်ခဲ့ပေမဲ့လေပိုင်ချက်ကတော့ထိုဝိညာဉ်တွေကိုဆက်လက်ချိန်မုံခဲ့ပါတယ်အဲ့ဒီအတွက်ကြောင့်ဝိညာဉ်တွေကမပြောက်ပြေသွားဘဲနဲ့ပုံမကြီးထွက်လာခဲ့ပါတယ်ထိုချိန်မှာတော့ကုတာရေးအကြောင်းရဲ့ခေါင်းဆောင်အကြီးအကဲက ိုင်းရဲကိုကျိုးတခုလုံးကိုပြက်စီးအောင်လုပ်ခဲ့တဲ့အတွက်ကြောင့်ကုတာကြီးတောင်းကနေတမားတော်တယောက်အဖြစ်ပြစ်ပေးပြီးတော့ဝိညာဉ်ဓာတ်တွေကိုထပ်မံမကုတာဖို့ကိုတားမြစ်ခဲ့ပါတယ်။တိုးပေမဲ့လည်းပိုင်းကျဲကတော့ခုံးလုံးတောင်မှာအတော်ဆုံးတမားတော်ဖြစ်ခြင်းတဲ့အတွက်ကြောင့်ဝိညာဉ်လက်ဆွတ်ကတ်ခံထားရတဲ့လူနာတွေကိုသူ့ရဲ့အခိုင်းစီနှစ်ယောက်နဲ့အတူတိတ်တဆိတ်ကုတာခဲ့ပါတယ်။တနေ့မှာတော့ဝိညာဉ်နဲ့ကုသခံရတဲ့ခေါင်းသုံးလုံးနဲ့ကုရှင်နမင်းကိုဖမ်းဆီးခေါ်ဆောင်ပြီးတော့ဝိညာဉ်နဲ့ကိုကုတာခဲ့ပါတယ်။သူ့ရဲ့ကုတာမှုကတော့အောင်မြင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကုတာရဲ့အကြောင်းကစစ်တီတော်တွေကရောက်ရှိလာပြီးတော့လိုက်လံဖမ်းဆီးခဲ့ပါတယ်။ ထိုချိန်မှာတော့ကုတိုင်ကြီးចောင်းမှာရှိနေတဲ့သူ့ရဲ့ဆရာကြီးကိုဟော်ကျူကရောက်ရှိလာပြီးတော့ကုတိုင်ကြီးចောင်းကခေါင်းဆောင်အကြီးကြီးကခရီးတစ်ခုထွက်သွားပြီးတော့တမားတော်ပိုင်ကျဲကိုចောင်းအတွင်းကိုခြေမချရန်အတွက်တတိပေးတားမြစ်ခဲ့တဲ့အကြောင်းကိုပြောကြခဲ့ပါတယ်။အမှန်တော့တမားတော်ဟော်ကျူကပိုင်ကျဲဟာငယ်စဉ်ကလေးဘဝတွေကအခုချိန်ထိဆရာတခင်အကြီးကြီးရဲ့ချစ်ခင်မှုကိုရရှိခဲ့တဲ့အတွက်ကြောင့်မနာလိုဖြစ်နေခဲ့တာပါ။တနည်းမှာတော့ပိုင်ကျဲကသူ့ရဲ့မိတ်ဆွေဖြစ်တဲ့ကျိုးဝရဲ့တေးဆိုင်ကိုတွားခဲ့တယ်။တေးဆိုင်ကသူတွေကတော့တမားတော်ပိုင်ကျဲကိုလူလိန်တမားတော်ဂျုံွေတဲ့တမားတော်ဟုဆိုကကဲ့ရဲ့ပြစ်တင်ကြပါတယ်။ တို့ပဲမယ်လေတမားတော်ပိုင်းချေကတော့အပြုံးမပြတ်ဖိနေကနေခဲ့တယ်အဲ့ဒီအချိန်မှာပဲနန္ဒကားငယ်လေးတစ်ကောင်ကသူ့ရဲ့ဥကျုံကအလွန်တင်းငယ်တာကြောင့်ကုသပြီးရန်တောက်ဆိုဆိုင်ပြင်းမှာပြဿနာဖြစ်ခဲ့တာကြောင့်ပိုင်းကျေရဲ့မိတ်ဆွေဝင်းပလီကျိုးဝေကအခုညီပေးခဲ့တဲ့အတွက်ကြောင့်ပြဿနာကညင်အေးသွားခဲ့ပါတယ်။တမားတော်ဟောကျူကတော့ကုသရေးကြောင့်ရဲ့အကြီးကဲနဲ့တမားတော်ပိုင်းကျေတို့မရှိတာကိုအတုံးချပြီးတော့ကုသရေးကြောင့်ရဲ့အကြီးကဲတစ်ယောက်ဖြစ်ချင်တာကြောင့်ဒုတိယမြောက်အကြီးကဲလေးယောက်ကိုစီယုံသိမ်းပြီးတော့ကုသရေးကြောင့်ကိုအုပ်ချုပ်ရန်အတွက်အကြီးကဲရေးချယ်ဝဲကိုကျင်ပခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတမားတော်ပိုင်းကျေကထိုးပြိုင်ပွဲကိုဝင်ရောက်ရှင်ပြရန်ရောက်ရှိလာခဲ့ပါတယ်။ ို့ပေမဲ့လေဟော်ကျူကတမားတော်ပိုင်းချေရဲ့အစီကံတရားကို25ပါးမန်တန်ကိုခိုးယူရန်စီခိုင်းခဲ့ပြီးတော့မန်တန်အလှန်ကိုဆုတ်ဖြတ်စေခဲ့တာကြောင့်တမားတော်ပိုင်းချေရဲ့ရှင်ပြိုင်မှုကရှုံးနေခဲ့ရပါတယ်။အဲ့ဒီနောက်တော့တမားတော်ပိုင်းချေကိုလင်ညာမှုနဲ့ဖမ်းဆီးခဲ့တယ်။တို့ပေမဲ့လေတမားတော်ပိုင်းချေရဲ့အခြားမန်တန်အစံတစ်ခုကြောင့်လုံမြောက်ခဲ့ပါတယ်။ဟော်ကျူကတော့အခြားအင်အားကြီးသောဝိညာဉ်တွေကိုဖျက်ဆီးရန်အတွက်ထပ်မံစူးစမ်းနေခဲ့တယ်။တို့ပေမဲ့လေတမားတော်ပိုင်းချေရဲ့25ပါးအလှန်မရှိတာကြောင့်မအောင်မြင်ခဲ့ပါဘူး။အဲ့ဒီအတွက်ကြောင့်ကုသရေးအကြောင်းကအစီကံတွေကို25ပါးအလှန်ကိုယူဆောင်ရန်အတွက်ထပ်မံစီခိုင်းခဲ့ပါတယ်။ ။တမန်တော်ပိုင်းချက်ကတော့ကုတာရေးအကြောင်းကအစီကံစစ်တီတို့ရဲ့လက်ကနေလွတ်မြောက်ရင်ကြိုးစားရင်းနဲ့ပဲလူသူကင်းမဲ့နေတဲ့ကျွန်းတကျွန်းကိုရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီတုန်းကတော့သူ့ရဲ့ကုသမှုကိုတောင်းခံနေတဲ့ငကားငယ်လေးနဲ့တွေ့ဆုံခဲ့ပြီးတော့ထိုငကားငယ်လေးရဲ့ကိုညီကယ်တင်မှုကနေမိကုတေးရဲ့အန်ဒီကနေလွတ်မြောက်ခဲ့တဲ့အတွက်ကြောင့်ထိုငကားငယ်လေးပေါ်တန်ဟောစင်ဖြစ်သွားပြီးတော့ထိုငကားငယ်လေးရဲ့ဥကျုံဝင်းကိုအစွမ်းနဲ့ရရှိစေဖို့အတွက်ကုတာရန်ပေးခဲ့ပါတယ်။နောက်တော့ထိုငကားငယ်လေးကပါဝိညာဉ်နဲ့ရဲ့ဖန်ဆာခြင်းကိုခံခဲ့ရပါတယ်။သမားတော်ပိုင်းချက်ကတော့ထိုငကားငယ်လေးကိုအစွမ်းကုန်ကုတာခဲ့ပင်မဲ့လည်းမရခဲ့ပါဘူး။ အဲ့ဒီအချိန်မှာပဲကုတာရေးအကြောင်းကစစ်သူကြီးပြည်ပင်ရောက်ရှိလာတာကြောင့်တမဟာတော်ပိုင်ချေကိုဖမ်းဆီးပြီးတော့ဝိညာဉ်တပ်တွေကိုပိတ်လောင်ထားတယ်။ပင်လယ်ရှင်အောင်မျက်နှာပင်ကိုပြစ်ချခဲ့တယ်။အဲ့ဒီအပြင်တမဟာတော်ပိုင်ချေရဲ့ဂျွန်ကားပါအလှကိုပါယူဆောင်သွားခဲ့တယ်။တုံ့ပြန်မယ်လေတမဟာတော်ပိုင်ချေရဲ့မိတ်ဆွေဝင်းပလီကျိုးဝေရောက်ရှိလာပြီးတော့ကုညီကေတင်ခဲ့တာကြောင့်တမဟာတော်ပိုင်ချေလည်းအတက်ကနေလွတ်မြောက်ခဲ့ပါတယ်။တမဟာတော်ဟော်ကျူကတော့ဂျွန်ကားပါအလှကိုရရှိသွားတာကြောင့်ဝိညာဉ်တပ်တွေကိုဖျက်ဆီးရန်ကြိုးစားနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲတမဟာတော်ပိုင်ချေတို့ရောက်ရှိလာပြီးတော့ သူရဲ့ဒရငါးပါးအလံကဝိညာဉ်လက်တွေကိုကုတရန်အတုံးမဝင်သေးချောင်းကိုပြောပြခဲ့ပေမဲ့လည်းဟွန်ကျူကတော့လက်မခံဘဲနဲ့တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဝိညာဉ်လက်တွေကစတင်ပေါက်ကွဲသွားခဲ့တယ်။တမားတော်ပိုင်ကျဲကတော့သူ့ရဲ့ငါးငယ်လေးကိုခေါ်ဆောင်ပြီးတော့တမားတော်ဟွန်ကျူကိုလွတ်မြောက်ရန်ပြေးစေခဲ့တယ်။ဟွန်ကျူကတော့လွတ်မြောက်ရာကိုမပြေးဘဲနဲ့ထိုဝိညာဉ်လက်တွေကိုစူးစီးပြီးတော့ကျုံးပေါ်မှာရှိနေတဲ့သူတွေအလုံးကိုတိုက်ခိုက်ခဲ့ပါတယ်။အခြားသောတမားတော်တွေလည်းနောက်ဆုံးလက်နက်ဖြစ်တဲ့အဆုံးမတ်ဖောက်ထွင်းမှန်လည်းကိုတုံးပြီးတော့ကျုံးပေါ်ကသူတွေကိုကာကွယ်ပေးခဲ့ပါတယ်။ဥပမာလည်းဟွန်ကျူရဲ့အတွင်းစိတ်တွေကမိစ္ဆာစိတ်တွေပြည့်နေတာကြောင့်ထိုဖောက်ထွင်းမှန်လည်းဖျက်ဆီးသွားခဲ့ပါတယ်။ ဇလန်းလေးရဲ့အဆုံးကမှာတော့တမားတော်ပိုင်ချင်တဲ့စိတ်တက်ခိုင်မာမှုတွေကြောင့်ဒွန်ငါးပါးအလံရဲ့အစွမ်းတွေကိုပြန်လည်ရရှိလာပြီးတော့မိဆန်ဝိညာဉ်နဲ့ကိုဖျက်ဆီးနိုင်ခဲ့တဲ့အပြင်မိဆန်ဝိညာဉ်နဲ့ကုဆက်ခံထားတဲ့သူတွေအားလုံးလည်းပြန်လည်ကောင်းမွန်လာခဲ့ပါတယ်အဲ့ဒီအတွက်ကြောင့်ခွင်းလင်းတောင်မှာရှိတဲ့ပြည်သူများကလည်းတမားတော်ပိုင်းကျဲပုံကိုယုံကြည်မှုတွေပိုများခဲ့ပြီးတော့ကုသဆောင်မှာကြံရှိနေသေးတဲ့အကြီးကဲများကလည်းတမိုင်းတော်ပိုင်းကျဲကိုခွင်းလင်းတောင်ကအတော်ဆုံးတမားတော်ဖြစ်ကိုလက်ခံလိုက်ပါတယ်။အကြီးကဲကြီးကြတုကိုပါပေးအပ်ခဲ့ပါသေးတယ်။ အဲ့ဒီအတွက်ကြောင့်ဇကားလေးရဲ့အဆုံးသတ်မှာတော့ခွန်လင်းတောင်မှာရှိနေတဲ့ပြည်သူအလုံးကလည်းတမားတော်ပိုင်ကျရဲ့အစွမ်းထက်တဲ့မန္တန်တွေကြောင့်ဝိညာဉ်ယောဂါတွေပျောက်ကင်းသွားပြီးတော့ပျော်ရှင်စွာနေထိုင်သွားခဲ့ကြပါဗျာ။